Yeah. yeah. ။ကဲလူဆောင်ရင်းနဲ့ကျွန်တော်တို့ကကျွန်တော်တို့ကကျွန်တော်ကနောက်ပွဲဆောင်သူကဂျိုထွက်နောက်ပွဲဆောင်ဂျိုထွက်အဲ့လိုတွေဖြစ်နေနော်။တန်နိုင်ဦးလေး။အမှန်တကယ်ကရှေ့အခွာဒီပွဲကစားမလို့ဆိုပြီးတော့ကျွန်တော်ထည့်ထားပြီးသား ဒီဘွဲလဲကြိုက်တော့ထိုးပေါ့လေနော်ခဏန်းဆိုတော့ပြောလို့တော့မရဘူးပေါ့နှခါခွာခြင်းလဲခွာသွားမှာပေါ့နော်ကျွန်တော်ပြတ်ဘူးပါတယ်ကျွန်တော်တို့ဒီဘွဲမှာတော့ကျွန်တော်အော်ခိုင်းတဲ့ခဏန်းချစ်ချောက်ချစ်လို့ကျွန်တော်ချခိုင်းတာနော်အဲ့ဒီမှာကျွန်တော်တို့ဒီနှစ်ဦးတစ်ခါခွာလေးနှစ်ဦးမှာတက်ခါနဲ့ကွာလေးထွက်ပြတာ ਨੇ သူကနေနှစ်နှစ်ကြော်အဲသူကနေတစ်နှစ်ကြော်ပါ ตัวนี้ตะนิดจ่อมาเราတို့6ထိပ်စီပေါ့เนาะဒီ6 6ပါဝါ1ตัว6ติขွာတာล่ะအဲ့ဒီ6ဒီသူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့6ထိပ်စီ၄လုံးကြာမယ်ကျွန်တော်ပြောခဲ့တယ်เนาะဒီမှာ6ထိပ်စီ1လုံးဒီမှာ6ထိပ်စီ1လုံး2လုံးဒီမှာ3လုံးနောက်ထပ်6ထည့်စီ4လုံးလို့ကြာလိုက်ရင်အဲ့ဒီ6ကြီးခွနေကြမယ်။ဒါကျွန်တော်တလုံးပြောခဲ့တယ် တခါတို့ဒုတိယကတ်မှာလည်းအဲ့ဒီလိုပဲတခါနဲ့ခွာလေးရိုက်ထားတော့သူ့ရဲ့နောက်နှစ်ကျွန်တော်တို့ဒီမှာခွန်ပါပါနှစ်ဆိုပြီးခွန်နှစ်သူကခွာအဲ့အဲ့ခွန်ဒီသူ့ရဲ့နောက်နှစ်မှာခွန်လေးလုံးတစ်လုံးနှစ်လုံးသုံးလုံးနော်ကျွန်တော်တို့ဒီမှာတစ်လုံးလေးလုံးအဲ့ဒီခွန်လေးလုံးမြောက်နောက်ဆုံးကြတဲ့ခွန်ဒီခွန်ခွာပြီးတော့ကြမယ် တခါဒီမှာကျွန်တော်တို့တစ်ခါနဲ့ခွာလေးဖြစ်တယ်သူရဲ့နောက်နှစ်မှာ83ဆိုပြီးပါပါခွာအဲ့ဒီ7ဒီနောက်နှစ်မှာ84လုံးကြရမယ်ကျွန်တော်တို့ဒီမှာတစ်လုံးကြရတယ်ဒီနေရာမှာနှစ်လုံးကြရတယ်ဒီမှာကျွန်တော်3လုံး4လုံးမြောက်ဖမ်းတော့ကကျွန်တော်ပြခဲ့တယ်ဒီနေ့ထဲမှာ84လုံးမြောက်လာရင်ရှစ်အခွနဲ့လာသူမလာဘူးနော်မလာတော့ကျွန်တော်ကဒီချိန်မှာကျွန်တော်ဖမ်းရတာပဲနော်ပြီးခဲ့တဲ့ပွဲကသူထွက်တယ်ထွက်သွားပြီလားမပြီးသေးဘူးလားဒါတော့ကျွန်တော်လည်းမပြောတတ်ဘူးနော် ဒါပေမဲ့လေးလုံးတိကျထွက်မယ်ဆိုရင်တော့ပြီးသွားပြီပေါ့လေဆိုတော့ဒါကျွန်တော်ပြောပြအောင်အော်အဲ့ဒီမှာကျွန်တော်6တလုံးကြရတယ်6နှစ်လုံးမြောက်6ကတုံညာခါးဘေးမှာသူကကြရတယ်နော်အဲ့ဒါနှစ်လုံးမြောက်ကတုံညာခါးဘေးမှာပရိစ္ဆတ်နှစ်ရင်ဆိုင်ရပြီးကြရတယ်တခါ3လုံးမြောက်6ဒီနောက်တွဲညီကိုနဲ့ကြာလေ4လုံးမြောက်6ဒီ6အခွနဲ့ကြာအဲ့မှာကျွန်တော်ကဒီ နောက်ပိတ်ပရိငားလို့ရိုက်ထားတယ်မြင်းကုန်။ तू ကနှိမ့်ဥမာတည်းကပရိငားတွေ तू ကတည်ခဲ့တာဟုတ်နော်။ကျွန်တော်အဲ့ဒါကြောင့်မလို့ဒီချစ်ပိတ်ပရိငားရဲ့အောက်ဆောင်မှာ6 4လုံးမြောက်ဒီခွတ်မယ်နော်။အဲ့6တလုံးနှလုံး3လုံး4လုံးပေါ့နော်။ဒါ तू က6ထိပ်စီ4လုံးထွက်သွား။အဲ့ဒီနှစ်ထဲမှာလေဒီနှစ်ဥတ္တခပရိငားကြောင့်အဲ့ဒီနှစ်ထဲက9နောက်ပိတ်ပရိငားရဲ့အောက်9နောက်ပိတ်နဲ့ပရိငား သူ့ရဲ့ဇောင်းမှာကျွန်တော်တို့ခွန်ခွာမယ်အဲ့ခွန်ဒီလေးလုံးမြောက်ထိတ်စီเนาะအဲ့သူကအဲ့မှာလဲကျွန်တော်တို့ဒီတုံညာခါပရိရှိဘေးမှာပရိရှိရင်ဆိုင်နဲ့ခွန်ထိတ်စီနှလုံးမြောက်ထွက်တယ်ပေါ့เนาะဒီမှာတလုံးထွက်တယ်နှလုံးမြောက်ဒီပရိရင်ဆိုင်သုံးလုံးမြောက်ဒီနောက်တွဲညီကိုလေးလုံးမြောက်ဒီခွန်အခွခွန်နောက်ဘေးပရိ၅ပုံဒီရိုက်ထားတဲ့ဇောင်းမှာပဲသူထွက်တယ် အဲ့ကျွန်တော်တို့ဒီမှာရှစ်ထိတ်ကတလုံးဖြစ်ပြီးနှစ်လုံးမြောက်ရှစ်ထွက်တော့ငါးပရိရင်ဆိုင်ရိုက်ပြီးထွက်ပြီးเนาะသုံးလုံးမြောက်ရှစ်ထွက်တော့နောက်တွဲညီကိုနဲ့ထွက်တယ်ဒါဆိုရင်လေးလုံးမြောက်ရှစ်တည်6နောက်ပိတ်ပရိ9ရက်အောက်ဇောင်းဆိုရင်ဒီဘွဲမှာမှကျွန်တော်တို့ကရှစ်အခွကိုကစားရမှာเนาะအဲ့ဒီမှာရှစ်အခွနဲ့ဆယ်ခွဲကိုကျွန်တော်ရှစ်6ရှစ်ကိုကျွန်တော်အိုးခိုင်းမယ်ဆိုပြီးဒါကျွန်တော်စောင့်နေတာပဲအခု तू ကချစ်ကြိုခွသွားပြီဆိုတော့ဒီဘွဲက6ကကျွန်တော်တို့ကစားလို့မရတော့ဘူးเนาะ ။ဟောကျွန်တော်တို့လည်းကိုကနောက်ပွဲမှာချိန်သူကကြိုထွက်အဲ့လိုမျိုးတွေဖြစ်နေတယ်။အခုဒီပွဲအနေထားနဲ့ရကြတော့နော်ကျွန်တော်တို့ကစားလို့မရဲတော့ဘူးပေါ့။မှန်တကယ်ဆိုရင်ဒီပွဲမှာကျွန်တော်၁၀ခွက်လိုင်းထိုးခိုင်းမယ်၈ခါးနဲ့အဲ၈အခွက်နဲ့၁၀ခွက်ထိုးခိုင်းမယ်ဆိုပြီးစောက်နေတယ်။သူရှိမှထွက်တာတွေကအကုန်လုံးချစ်ပိတ်ပရိတ်9ရဲ့အောင်မြင်ကုန်ခွန်ပိတ်ပရိတ်9ရဲ့အောင်မြင်ကုန် အခုကျွန်တော်တို့ဒီမှာ6ဘိတ်နဲ့ပရင်9ရဲ့အောက်မြင့်ကုန်ဆိုဒီပွဲမှာမှထွက်ကမှာသူကကြော်တက်သွားသလိုဖြစ်နော်အဲတချို့ကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော်ပြောပါတယ်ဒီနေရာမှာဒီပွဲမှာတည်းကကျွန်တော်တို့စဖမ်းတာပဲရှစ်နှလုံးရှစ်သုံးလုံးမြောက်ထွက်သွားပြီလေးလုံးမြောက်ရှစ်လာရင်ရှစ်ခွပြီးထွက်မယ်ဆိုပြီးတော့နော်အော်မလေးပဲနပွဲမှာမကြံတော့ဘူးကျွန်တော်တို့ကဖမ်းထားတဲ့အကြိမ်မရောက်သေးဘူးနောက်ပွဲမှာဆိုပြီးတော့မြှော်တယ်သူကကြိုထွက်တယ် အဲမတက်နိုင်ဘူးအဲ့တော့အဲ့ရှစ်ပါတဲ့ခဏန်းတစ်ခွက်ရှစ်ကိုထိတ်နေတော့မကစားတော့ဘူးနော်ဒါပေမဲ့အဲ့ဒီရှစ်ကအောက်မှာကုံသွားပြီလို့ပြောလို့မရဘူးနော်သူကရှစ်ထိတ်စည်းပဲကုံသွားတာရှစ်ကမကုံသေးဘူးအဲဒီ site ကပြီးခဲ့တဲ့ပွဲကကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြန်ကြစီနီယာခဏန်း669 869နှစ်3လေးကျွန်တော်ချထည့်လိုက်တာနော် အဲ့သူကကျွန်တော်ပြလိုက်တော့အဲ့ဒီ site မှာကျွန်တော်မိတ်ဆွေတွေသတိထားမိလာမသိကျွန်တော်ဒီ line ကနေပြီးတော့ခဏ organ 3ခွက်4ခွက်ပေါ့နော်ညီကိုခဏ3ခွက်လုံးကျွန်တော်ကောက်ရွေးထည့်လိုက်တယ်ရှစ်ထိတ်နေပဲကျွန်တော်ထည့်တာပဲ6ခွက်ထည့်တယ်6ခွက်ထည့်တယ်နော်ကျွန်တော်ခွန်နောက်ပိတ်နဲ့ပြန်ရလဲရှိတယ်ဆိုအဲ့ဒီမှာ ပြီးခဲ့တဲ့ဘောရကျွန်တော်ပြခဲ့တဲ့ညီကိုကနန်းပြန်ကြဆို။သူကရှေ့တွဲညီကိုနောက်တွဲညီကိုပဲเนาะ။နောက်တစ်ခုဒီမှာလဲတူတူပဲ။ဒီညီကိုကနန်းပြန်ကြတော့သူကရှေ့တွဲညီကိုနောက်တွဲညီကိုပဲเนาะ။ညီအကိုရှေ့တွဲညီကိုနောက်ဝဲစီနီယာကိုအတဲ့ပေါ့ဗျာ။9 43ဆို9 43 65 4 64ပေါ့เนาะ။စီနီယာအတဲ့ကြခိုင်းတယ်။ဒါကြောင့်မို့ကျွန်တော်ပြီးခဲ့တဲ့ဘွဲက2 3 4စီနီယာအတဲ့ကိုကျွန်တော်ထည့်တယ်။2 3 4လေးနောက်ပိတ်နဲ့ပြန်ကြဆို2 3 4 ညကျွန်တော်ထည့်ချလိုက်တာ။ဩဆိုပြီးတော့။သူကအခုထွက်သွားတဲ့ကဏ္ဍက68ဆိုတော့ရှေ့တွဲညီကိုနောက်တွဲညီကိုပဲမှန်တာပဲ။ဒါပေမဲ့ပြန်ကြမဟုတ်ပဲနဲ့အပူဖြစ်သွားတာ။ဟုတ်သူအောက်မှာထွက်မဲ့ကနန်းဒီ863ဆိုတဲ့ကနန်းတစ်ခွက်ရှိတယ်။တစ်ခွက်ရှစ်ခါကိုဦးစားပေးကစားခိုင်းတာပဲ။နော်ရှစ်ခါကိုဦးစားပေးကစားခိုင်းတာပဲ။ရှစ်ခါကိုကျွန်တော်တို့ ကျွန်တော်တို့နည်းနည်းဒီ site မှာသတိထားပြီးတော့ဒီပွဲမှာကစားကြည့်မယ်။အဲပြီးခဲ့တဲ့ပွဲက fantasy break ခွန်တပွဲကျော်မှာ senior ကနန်းဆိုပြီးကျွန်တော်ဖမ်းခဲ့တယ်။နော်ပြန်ကြရအောင်။အဲ့ဒီမှာပြန်တော့မကြဘူး။ညီကိုတို့တွေနဲ့အပူဖြစ်သွားတယ်ဗျနော်။ကျွန်တော်အဲ့ဒီမှာလိုချင်တာကဒီနှစ်နှစ်ပါပါဇောင်းသုံးလုံးခွန်လို့ဖြစ်ခဲ့တယ်။အဲ့ဒီတစ်ထိတ်စီကိုကျွန်တော်အောက်တပွဲကျော်မှာတစ်ထိတ် ထဲ့မလားဒါမလားပဲတွေးကြည့်တာပဲเนาะเนาะထဲ့ရင်လည်းထဲ့မှာပေါ့အဲ့ဒီမှာကျွန်တော်ဒီရှစ်ခါကိုကစားကျင်တာဟဲ့ဒီရှစ်ခါဒီရှစ်ခါကသူကဒီမှာတစ်နောက်ပိတ်ပရိသတ်တစ်ရှိเนาะအဲ့တစ်နောက်ပိတ်ပရိသတ်တစ်တစ်ရဲ့နောက်ခါရှစ်ထိတ်လို့ရိုက်တယ်အဲ့ဒီရှစ်ရဲ့ပါဝါ၃နောက်ပိတ်တယ်အဲ့ဒီ၃ရဲ့ပါဝါဒီဘွဲကိုကျွန်တော်ရှစ်ခါလို့ပြန်ထည့်ပါမယ်အော် အခုဒီမှာလည်းအဲ့ဒီအတိုင်းပဲနော်တခွန်ထိတ်စီးဗရိတ်ခွန်နှစ်ပွဲကျော်မှပြန်ရညီကိုကနန်းပေါ့ထွက်တယ်ပေါ့နော်အဲ့တော့ညီအကိုထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာကျွန်တော်တို့ဒီ၄ထိတ်က၄ထိတ်လို့စဉ်းမလားနော်ဒါတော့မလားပဲရှိတာသိဘူးအဲ့တော့ကျွန်တော်ဒီနေရာမှာလိုချင်တာကကျွန်တော်တို့ဒီ၁ထိတ်ဗရိတ်၁ဖြစ်ထားတယ်ဒီ၁နောက်ပိတ်ဗရိတ်၁အဲ့အဲ့၁နောက်ပိတ်ရဲ့နက္ခတ်၈ထိတ်၈ရဲ့ပါဝါ 3နောက်ပဲ3ပါပါဒီနေရာမှာကျွန်တော်6ခါပြန်ထည့်နော်အခုဒီမှာကျွန်တော်တို့1နောက်ပဲပရိစ္ဆတ်1ရှိတယ်1ရဲ့ပါနှစ်ခါ6အဲ့ဒီ6ရဲ့ပါပါ3ဒီပွဲကို3ပါပါ6ခါလို့ကျွန်တော်ပြန်ထည့်နော်ထလိုက်လို့ရှိရင်အဲ့ဒီ6ခါးနဲ့ကနန်းဒီသူကနေ6123456789မြောက်တဲက6 9 1ဆိုတဲ့ကနန်းဒီမှာလာထွက်တယ်နော် လာထွက်တော့ဒီတိထိတ်ကတိထိတ်နဲ့ရှစ်ခွန်တိလို့ထွက်သလားဒါတမျိုးအဲ့တော့ဒီမှာလဲကျွန်တော်တို့အခုတင်းတစ်ခါရှိ၈ပါဝါ3 3ရဲ့ဇောင်းမှာ3ပါဝါ6ခါနဲ့ပြန်ထွက်မဲ့8 4 6တည်ရှိ8 2 3 4 5 6 9 10 9နှစ်မြောက်ပါခဲ့နော်နော်6 64ဆိုတဲ့ကဲဒီမှာလဲဒီ၄ထိတ်က၄ထိတ်နဲ့8 4 6လို့ထွက်တာလား ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ကဒီ6ထိပ်ကို6ထိပ်လို့ထည့်မလားဒါမှမဟုတ်ရင်ဒီဘွဲမှာ6ထိပ်ကျွန်တော်ဖျံပတ်တာရှိတယ်เนาะဒါပေမဲ့6ကိုကျွန်တော်ဒီမှာ6နှလုံးမြောက်ဒီအခွနောက်ထပ်6တလုံးလာရင်ဒီနေရာလာမယ်ဆိုပြီးကျွန်တော်ခေါ်ထားတာဒီမှာသူကြိုထွက်သွားပြန်6 3လုံးကဒီမှာတော့ပြည့်သွားပြီလားမသိဘူးဒါပေမဲ့ဒီနေရာမှာလည်းကျွန်တော်6ထိပ်ကိုခေါ်ထားပေးတာရှိထားလိုက်ပါတော့အဲ့တော့6 6မှာ6 6ဒီနေရာမှာကျွန်တော်8ခါနဲ့ကနေတကွက် ခြေ၉နှစ်မြောက်၁၂၃၄၅၆၇၈၉နှစ်မြောက်ကရှစ်ခါးနဲ့ကဏ္ဍကအဲ့ဒီနှစ်ထဲမှာရှစ်ပါတဲ့ကဏ္ဍသုံးခွက်ထဲထွက်တယ်ရှစ်၉၁၁ကဲရှစ်၇၅ရဲ့ရှစ်၆၃နော်ခဏသုံးခွက်ထဲထွက်တယ်ကျန်တဲ့ကဏ္ဍရှစ်တခွက်မှမပါဘူးနော်တေချာကြည့်အဲ့ဒီနှစ်ထဲမှာရှစ်ပါတဲ့ကဏ္ဍသုံးခွက်ထဲရှိမရှိဘူးနော်အဲ့ရှစ်ပါတဲ့ကဏ္ဍဒီသုံးခွက်ထဲမှာ ကျွန်တော်ပြောသလို6ထိပ်ဒီ6ထိပ်နဲ့ပြန်ရရင်လည်း8 3 6ဆိုတဲ့ကဏ္ဍတစ်ခွက်ပဲရှိတယ်။တကယ်လို့အဲ့ဒီကဏ္ဍကိုမလိုချင်လို့ဒီကဏ္ဍနှစ်ခွက်เนาะဒါကျွန်တော်တို့မဖြစ်မနေရှစ်ပါတဲ့ကဏ္ဍ3ခွက်တည်းရှိတာမို့လို့ကစားသင့်တယ်။အဲကျွန်တော်8ခါနဲ့ထည့်ပြီးလိုက်မယ်ပေါ့ဗျာเนาะ8ခါနဲ့ထည့်ပြီးလိုက်မယ်ဒီကဏ္ဍ3ခွက်ဒါဓာတ်ပုံလေးရိုက်ပြီးတော့ယူထားလိုက်เนาะခွက်ကိုမှတ်ထားလိုက်2019လဲပါ8ပါတဲ့ကဏ္ဍ3ခွက်ပဲရှိတယ်เนาะ8 9 8 9 5 6 6 3 ဒီ3ခွက်ထည့်ထိုးအဲ့ဒီ6ရဲ့ပါဝါ33ပါဝါ6နော်ကျွန်တော်တို့အဲ့ဒီနေရာမှာတော့ဒီမှာ2 8 3ပေါ့ဗျာတခါဒီမှာ3 8 3အခုကျွန်တော်တို့ဒီနေရာမှာ4 8 3နော်ကျွန်တော်တို့ဒီလိုမျိုးပေါင်းခြင်း5 4 3လို့လဲသူကယူသွားလို့ရတယ်ပြနောက်တစ်ခုကကျွန်တော်ပြဖို့ပါတယ်ကျွန်တော်ဒီမှာ3နှစ်ချာ တပိတ်တုံညာပိတ်ကိုပဲအဲဒီတိတုံညာကိုနောက်ပိတ်ထားတဲ့ခဏဒီ၃ခွက်ဒီတိ၁၆ခွန်၃၅ခုရှိနော်တိ၁၆ကဒီမှာ၈ပြိတ်၈ပြိတ်ဇောင်းတက်ပေါက်တဲ့ဇောင်းမှာတိ၁၆လို့ထွက်တခါဒီမှာ၈ပြိတ်၈ပြိတ်လို့ဇောင်းတက်ပေါက်တဲ့ဇောင်းမှာခွန်တုံညာ၃ခွက်တယ်အဲဒီ၂ခွက်ထွက်ပြီးပြန်နေတဲ့တစ်ခွက်ဒီကျွန်တော်တို့ဒီမှာ၈ပြိတ်၈ပြိတ်လို့ဇောင်းပေါက်ဒီဇောင်းမှာဆိုရင်၈၅ခုကျွန်တော်၈ခါနဲ့ထည့်မယ်နော်ဒါကောင်ကို၅၈ကို ်685 6နော်ဒီတစ်ချိန်မဲထိုးတရားကြံတော့တယ်အဲ့ဒီကောင်3ခွက်လုံး1ဘိတ်3ညဘိတ်9ဘိတ်အဲ့တစ်3ည9ပိတ်ထားခဲ့တယ်ခဲ့နဲ့116 38 9နော်116 30 3ကြော်လိုက်ရင်ဒီနေ့ထဲမှာ169ရှိပြိဆောင်တက်ပေါက်ထားတဲ့အောက်ဆောင်မှာထွက်မယ်ဆိုရင်ဒီပွဲမှာရှစ်ခါလဲရှိတာမို့လို့ကျွန်တော်မိတ်ဆွေတွေထိုးတဲ့เนาะဒီကောင်မဟုတ်ဘူးရှစ်ခါနဲ့ဒီနှစ်ကွက်ပဲထိုး ဟုတ်ပြီလားကဲအဲ့တော့ရှစ်လေးလုံးမြောက်ကြရင်ခွခွတာပဲကျွန်တော်တို့ရှစ်ထိတ်လဲတွေ့တယ်ဒါပေမဲ့ရှစ်ထိတ်ကိုကျွန်တော်တို့ကပြန်ကြပဲကစားတာဟုတ်နော်ရှစ်ခွကိုမကစားမိဘူးအဲ့တော့လွဲတယ်ဗောဗျာနော်အားလုံးပဲတန်ကောင်းကြပါသေးတယ်နော်